သတင်းကျွလာပြီနေဟာနေသူနေမြတ်လို့ဆိုရမှာပါ။ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်ခொနဝါမြောက်အချိန်ပိုင်းမှာတာဝရိဏနတ်ပြည်ကိုတည့်ပြီးတော့လေးနဲ့ခက်ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရား190ကြာအောင်ဟောပြောပြီး လူပြေလူလောကကို ပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကြလာပြီးနေ့ပဲဖြစ်ပါတယ်။ပါဠိစာပေမှာဒေဝရောဟဏနတ်ပြေကဆင်းသက်လာတဲ့နေ့လို့ခွန်တော်မြောက်တာဝရိန္ဒနတ်ပြေပင်လကတိပင်ကြီးအောက်မှာခင်းထားတဲ့ဤဆက်ညံ့ညောတဲ့တရားမင်းကြီးထိုင်တဲ့ပန္ဓုကပလာကြောက်ရှာကြီးရဲ့ ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရက်60ကြောင်သတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့တယ်။လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်60ကြောင် ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူး။ဒါကြောင့်မို့လို့နတ်ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအင်မတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်60ကြာမြတ်တာဝန်ရင်သာနတ်ပြည်မှာဟောဟောပြီးလို့ ီကနေ့လိုသတင်းကျွတ်လက်ပြီးနေ့အခါသမယမှာအဘိဓမ္မာတရားဟောကြားအဆုံးသတ်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန္ဓာနာနာနဲ့စัจ java လာတိုက်တောင်းမှရှိကြတဲ့နတ်ပြမအပေါင်းကြီးခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်လူပြည်ကို ဆောင်းတန်းကြီး၃တွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအိမတမထူချားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါတကြမင်းကြီးတို့ပြမမင်းကြီးတို့နတ်ပြမအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကိုလူပြေအပြန်မှလိုက်ပြီးတော့ပို့ကြတာတကြမင်းကြီးရဲ့တာဝရိန္ဒာနတ်ပြေက ဆောင်းတန်းဥကနေပြီးတော့လူပြည်လူလောကတင်ကတ္တနဂရလို့ခေါ်တဲ့တင်ကတ္တမြို့